ြမှုတွင်ဆက်လက်ဖြစ်ပွားနေသည့်ယခုတိုင်းခိုက်မှုသည်အမှန်တကယ်အားဖြင့်ပါကစ္စတန်၏ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်သည်တဟအိန္ဒိယကိုတိုက်ခတ်ဖို့သူတို့ရဲ့ဒုတိယမြောက်ကြိုးပမ်းမှုပါပထမအကြိမ်ကြိုးပမ်းမှုမှာဂျပန်နဲ့ညကဗိုလ်ဟူနေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်အဲ့ဒီညမှာပဲပါကစ္စတန်စစ်တပ်ကအိန္ဒိယကိုတိုက်ခတ်ဖို့ကြိုးစားခဲ့ပါတယ်အိန္ဒိယစစ်တပ်ပြင်းထန်များကိုဒုံးကျည်များနဲ့ဒရုန်းများဖြင့်ပစ်ခတ်ခဲ့တယ်အဲ့ဒီမှာပြစ်စရင်ပြေဆုံးရှိပါတယ် Avanti, Purai, Srinagari, Jammu, ပန်တာကော့တ်အမ်ရီဆာရီကပူတလက်ဂျန်လန်ဒါရီလူဟီနာအဒမ်ပူရီပါတင်ဒါနဲ့ချန်ဒီဂါရုပါဝင်ပါတယ်။မြင်းနဲ့တိုင်ပဲတက်ကက်မှုဟာအလွန်ကြီးမားတဲ့ area ကိုလွှမ်းခြုံထားပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့မြို့ကြီး15ခုထဲမှာနေကိုပြမထားတိုက်ခိုက်ခဲ့ပါဖြစ်ပါတယ်။အိန္ဒိယများကဂျမ္မူးနဲ့ကာရှမီးယားပန်ဂျာရာဂျစ်စတန်နဲ့ ဂူဂျရာတ်တို့ဖြစ်ပါတယ်တင်းကောင်းကတော့အိန္ဒိယကပြင်ဆင်ထားပြီးသားဖြစ်ပါတယ် operation sindo p now ကျွန်တို့ရဲ့ကာကွယ်ရေးစနစ်တွေကတတိယဆင့်နေပြီဖြစ်ပါတယ်သူအတွက်ကြောင့်ပါကစ္စတန်ကဒုံးပြများနဲ့ဒုံးတွေကိုရပ်တန့်ခဲ့ပါတယ်အကုန်လုံးပြစ်ချခံခဲ့ရပါတယ်နောက်ပိုင်းမှာပန်ဂျမ်မှာအပြစ်စီအချို့တွေ့ရှိရခြင်းဖြစ်ပါတယ်အိန္ဒိယနိုင်ငံက drone စတင်ရေးစနစ်တိုင်းနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေရောနောအသုံးပြုတယ်လို့ဆိုပါတယ် S 400ကိုလည်းအသုံးပြုခဲ့တယ်လို့ကြွမ်းကျင်သူတချို့ကယုံကြည်ကြပါတယ် S400 က2018ခုနှစ်မှာအိန္ဒိယကဝယ်ယူခဲ့တဲ့ရုရှားလေကြောင်းယာဉ်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။၎င်းကအိန္ဒိယမှာပြောင်းဆိုအသုံးပြုတဲ့အကြိမ်ဖြစ်ပါတယ်။ဒီဒုံးကြီးကာကွယ်စနစ်ကိုပြောင်းဆိုအကြိမ်ပြစ်ခတ်ခဲ့တာဖြစ်မှာပါ။ဒီကြပိုင်းမှာအိန္ဒိယကတုံ့ပြန်ခဲ့ပါတယ်။ဒီမနေ့ကဖြစ်ခဲ့တာဖြစ်တယ်။အိန္ဒိယကပါကစ္စတန်ရဲ့လေကြောင်းယာဉ်ကာကွယ်ရေးရေဒါတွေကိုပြင်မထားခဲ့ပါတယ်။ New Delhi ကဒါဟာ tip for tat လို့ဆောင်ချက်ပဲလို့ပြောပါတယ်။ တိုက်ခတ်မှုကပါကစ္စတန်ရဲ့အစိုးရပိုင်းတိုက်ခတ်မှုနဲ့တူညီသောပြင်းထန်မှုမျိုးရှိပါတယ်။အိန္ဒိယအစိုးရကမြေကြီးပြင်းမှုကိုထိမှန်ကြောင်းအတိအကျမပြောခဲ့ဘူး။ဒါပေမဲ့ရေးကြီးတဲ့ကြေညာချက်တစ်ခုထုတ်ခဲ့ပါတယ်။အိန္ဒိယကလာဟိုတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပြက်ပြက်ဖျက်ဆီးခဲ့ပြီလို့ပြောကြားခဲ့ပါတယ်။ဒါကကြီးမားတဲ့တိုတဲမှုတစ်ခုဖြစ်ပါတယ်။လာဟိုကဘတ်စ်ပါကစ္စတန်မှာဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ပါကစ္စတန်ရဲ့အင်အားအကြီးဆုံးပြည်နယ်ဖြစ်တဲ့ပန်ဂျာရဲ့မြို့တော်လည်းဖြစ်တယ်။ဒါကြောင့် အိန္ဒိယကလာဟိုကိုလုတ်ချန်ချင်းဖြင့်ပါကစ္စတန်စစ်တပ်ကိုပြင်းထန်တဲ့ဒေသစကားပို့ခဲ့ပါတယ်။လာဟိုအပြင်အခြားမြို့များလည်းထိခိုက်ခဲ့ကြောင်းပါကစ္စတန်ကပြောပါတယ်။ချာဝါလီ၊ရာဝပင်ဒီ၊မီယာနိုချိုနဲ့ကာရာချီရဲ့အစွန်ဖျားတွေကိုထမှန်ပြီးတော့ထိခိုက်ခဲ့ပါတယ်။အိန္ဒိယများကအိန္ဒိယကပြင်းမထားတယ်လို့ဆိုပါတယ်။ရှင်းနေတာကအီဒီမှာအိန္ဒိယမှာကြီးမားပြီးကောင်းမွန်တဲ့စီစဉ်ထားတဲ့စစ်စင်ရတခုဖြစ်ပါတယ်။အိန္ဒိယမောင်းတူမဲ့လေရင်အများစုကလည်းပြစ်ချခဲ့တယ်လို့ပါကစ္စတန်ကပြောပါတယ်။အိန္ဒိယက နေရာအများပြားကိုပြင်မထား၍နောက်ထပ်ရန်ဆက်ရန်လှုပ်ရတခုလှုပ်ဆောင်ခဲ့တယ်လို့လည်းသူကပြောပါတယ်။ယခုအခါသူသူတို့ကအလွန်တိထားမဲ့အခြေအနေရှိနေကြောင်းပါကစ္စတန်စစ်တပ်ကပြောကြားထားပါတယ်။ပထမတော့ပါကစ္စတန်ကဒရုန်း၁၂စင်းပစ်ချခဲ့တယ်လို့ဆိုပါတယ်။အခုဆိုဒရုန်း25စင်းပစ်ချလိုက်ပြီလို့သူတို့ပြောပါတယ်။ဒါပေမဲ့ပါကစ္စတန်ကလာဟိုကိုထိမှန်ကြောင်းဝန်ခံခဲ့ပါတယ်။လာဟိုမှာဒေါန်တို့ရဲ့စစ်သား၄ဦးတရားရရှိခဲ့ကြောင်း၎င်းကပြောတယ်။စစ်ပစ္စည်းအချို့တစိတ်တပိုင်းပျက်စီးသွားကြောင်းလည်းသူကပြောပါတယ်။ အိန္ဒိယကအဆိုပါတက်ခတ်မှုကမီလီလက်နက်ကိုအသုံးပြုခဲ့ကြောင်းတရားဝင်ထုတ်ပေါ်ခြင်းမရှိဘူးဒါပေမဲ့ Happy Drone ဖြစ်တယ်လို့ဒီနေ့ကဆိုပါတယ် Happy ကို Israel ကကွေးကုမ္ပဏီတစ်ခုကဖန်တီးခဲ့တာဖြစ်တယ်၎င်းကချိန်မုံပြည့်တဲ့လက်နက်အမျိုးအစားဖြစ်တယ်ဆိုလိုတာက၎င်းကအသေးခံ Drone ဒါမှမဟုတ် Kamikaze Drone လည်းဖြစ်ပါတယ်အီဒိုနီကိုရန်တရက်လေချောင်းရန်ကာကွယ်စနစ်ကိုဖျက်ဆီးရန်အတွက်အသုံးပြုခြင်းဖြစ်ပါတယ်အသုံးမပြုမီမှာအသေးစိတ်အချက်အလက်တွေယူပါတဲ့ဒုံးများကလက်ပပြန်တန်းနိုင်ပြီး ပြမတွေကို၎င်းတို့ကိုယ်တိုင်ရှောက်ဖွေးနိုင်တယ်ပြမကိုတွေ့ပြီးတာနဲ့ဖြောက်ဖြက်ဖြစ်ပါတယ်ဒါကဒါကြောင့် suicide drone လို့ခေါ်ပါတယ်အိန္ဒိယက happy drone ကိုအသုံးပြုထားကြောင်းတင်ဝင်အတည်ပြုခြင်းတော့မရှိပါဘူးဒါပေမဲ့အချို့တော့ဒင်းရင်းမြစ်တွေကဤလက်နဲ့ကိုအမှန်တကယ်အသုံးပြုခဲ့တယ်လို့ဆိုပါတယ် harrock drone ကတော့ happy ရဲ့ပုံမအစင်းမြစ်တဲ့ version ဖြစ်တယ်အင်ဂျာစစ်တပ်က Harrow နဲ့ Happy drone တွေကိုအသုံးပြုပါတယ်။ဒါကြောင့် New Delhi ကဘယ်ပစ္စည်းကိုအသုံးပြုခဲ့ရလဲဆိုတော့အတည်ပြု ခြေမရှိဘူးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့တခုရှင်းနေတာကတော့အချိန်နည်းရမ်းမြန်ပါတယ်ဒါကအိန္ဒိယနဲ့ပါကစ္စတန်ကြားပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်လာပါတယ်ပါကစ္စတန်ကအိန္ဒိယမှာရှိတဲ့မြို့ပေါင်း15မြို့ကိုတိုက်ခိုက်တယ်အိန္ဒိယကလည်းပါကစ္စတန်မှာရှိတဲ့နေရာ9နေရာကိုတိုက်ခိုက်ခြင်းဖြင့်တုံ့ပြန်ခဲ့ပါတယ်ဒါတွေအားလုံးကညနေချိန်မှာဖြစ်ပါတယ်ပြီးတော့ဒါဟာပါကစ္စတန်ကြောင့်ဖြစ်နေတာပါအိန္ဒိယက၎င်းရဲ့ဇာတိချက်ကိုဂျမန်နီကဆစ်ရှင်းလင်းလင်းထုတ်ပြန်ထားပြီးဖြစ်တယ်စံတော်စစ်စင်ရေးကိုယူဒီဇိုင်းနဲ့တိကျစွာလှုပ်ဆောင်ခဲ့တဲ့ဒါဟာအကန့်အသတ်နဲ့အာရုံစူးစိုက်တဲ့ ရေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ချစ်ချင်းရဲ့အပြီးမှာအိန္ဒိယကပါကစ္စတန်ကိုတင်းမာမှုတွေမတိုးဖို့တတိပေးပါတယ်။ဒါပေမဲ့ပါကစ္စတန်ကမလုပ်လဲ။အိန္ဒိယစစ်တပ်ပြန်မ15ခုတိုက်ခိုက်ခဲ့တယ်။အခုအိန္ဒိယရဲ့တရားဝင်ထုတ်ပြန်ချက်ကပြောလဲဆိုတော့အိန္ဒိယကပါကစ္စတန်စစ်အခြေစိုက်စခန်းတွေကိုပြင်မထားခြင်းမရှိကြောင်းစစ်စင်လင်းပြောကြားခဲ့တယ်။ပါကစ္စတန်ကအိန္ဒိယစစ်တပ်ပြင်မတွေကိုတိုက်ခိုက်ပါကအိန္ဒိယကတုတ်ပြန်မယ်လို့လည်းတင်ညာချက်မှာဖော်ပြထားပါတယ်။ရိုးရိုးရှင်းရှင်းပြောရရင်အိန္ဒိယကပါကစ္စတန်ကိုဒီပေးခဲ့တယ်ဒါပေမဲ့ပါကစ္စတန်ကတိုက်ခိုက်တယ်ဒီနေ့ တရင်းစာဆင်းလင်းပွဲအတွင်းမှာအိန္ဒိယကဒီဆာကိုထပ်ကတည်းလဲပြောခဲ့ပါတယ်။တင်းမမှုရဲ့တကယ်အစကဘာဟဲဂမ်မာဧပြီလ22ရက်နေ့ကတိုက်ခိုက်မှုဖြစ်တယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးကပြောတယ်။ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုကပါကစ္စတန်ရဲ့တင်းမမှုနောက်ထပ်ဥပမာတစ်ခုဖြစ်တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယကဒီတုံ့ပြန်မှုတွေကိုတုံ့ပြန်ပြီးသားဖြစ်ပါတယ်။အိန္ဒိယရဲ့စစ်တပ်စစ်ရေးစစ်စင်ရေးကအကြမ်းဖက်တမားတွေကိုအာရုံစိုက်ထားကြောင်းသတိရမှာဖြစ်ပါတယ်။ဒါပေမဲ့ ပါကစ္စတန်ကအရသားတွေနဲ့လူတွေကို ပြစ်မှတ်ထားပါတယ်။ယနေ့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအင်တာဗျူးတစ်ခုပြုလုပ်ခဲ့တယ်။ပါကစ္စတန်ကအိန္ဒိယစစ်စခန်းတွေကိုတိုက်ခိုက်မယ်လို့စစ်ရှင်းလင်းပြောခဲ့ပါတယ်။အရသားတွေတိုက်ခိုက်မှာမဟုတ်ဘူးလို့လည်းသူကပြောတယ်။ဒါပေမဲ့ရှောင်မဲလို့ခရီးပေးတယ်။သို့တော့ထိန်ချုပ်မြင်အလုံးလုံးနဲ့မိန်နဲ့နိုင်ငံတကာနေဆက်မှရှိတဲ့အခြေစိုက်စခန်းအပါအဝင်စစ်အခြေစိုက်စခန်းတွေကိုတေချာပေါ်တိုက်ခိုက်မယ်လို့၎င်းကပြောပါတယ်။ ါကစ္စတန်ကအိန္ဒိယစစ်အခြေစိုက်စခန်းများနဲ့စစ်တမ်းစခန်းတွေကိုတိုက်ခတ်မယ်လို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်။သို့တော့မကြသေးမီကဂျမူးကဗီဒီယိုကိုတင်အားပြခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုမှာပါကစ္စတန်ကအရသာဒေသတွေကိုပြစ်မှတ်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။၎င်းတို့ကဂျမူးမျိုးနဲ့၎င်းအနီးတစ်ဝက်မှာရှိတဲ့ဒေသတွေကိုတိုက်ခတ်ခဲ့ပါတယ်။ဂျမူးရှိလေးစိတ်ကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။ဒါဂျမူးရဲ့လက်ရှိအခြေအနေပါပါကစ္စတန် ဒုံးကြီးများနဲ့ဒုံးတွေကိုပစ်ခတ်ခဲ့ကြောင်းသိရပါပြီအားလုံးကိုပစ်ချပြီးတိုက်ခိုက်မှုကိုရပ်တန့်ခဲ့တယ်။မြေပြတ်နေတဲ့ချိန်ဖြစ်တဲ့အိန္ဒိယရဲ့ကာကွယ်ရေးစနစ်တွေကပါကစ္စတန်ကိုတိုက်ခိုက်မှုရပ်တန့်စေခဲ့ပါတယ်။ဒါတွေအားလုံးတော့မဟုတ်ပါဘူး။ဒိန်းချုပ်ရေးလက်ကြောင်တစ်ခုမှာအရသာ16ဦးတည်ဆုံးခဲ့တယ်။သူတို့အိန္ဒိယပါကစ္စတန်ကကြီးစံတွေထိမှန်စေခဲ့တယ်။သို့တော်လည်းပါကစ္စတန်ကဝေးဝန်ကြီးကအရသာတွေကိုပြစ်မှတ်ထားခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။